ဲမင်းတို့ကမင်းတို့ဒီနိုင်ငံကိုမင်းတို့ဗုဒ္ဓဘာသာနိုင်ငံလို့လို့ဘာလို့လို့ညာမြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံလို့ကြေညာခဲ့တာတစ်ခါမှမရှိဘူးကြေညာခဲ့ဘူးတဲ့ဥနုကလထက်ကဖြတ်သိမ်းလိုက်ပြီးမရှိဘူးသဘောပေါက်လားအေးငါတို့မွတ်စလင်ကိစ္စမှာလည်းမင်းတို့ဝင်ဝင်မရှုံနဲ့ဆိုက်ကိုင်းမင်္ဂလာပါကဘရရဲ့ဒီဗီယိုဖိုင်လေးကတော့ဘာသာရေးလူမျိုးရေးနဲ့ပတ်သက်ပြီးတော့လိုက်ပေါ်မှာအမြဲတမ်းဘုဒ္ဓတရားတွေမျှဝေနေတဲ့ကိုကျော်ကြီး အဲတယောက်ကတော့မွတ်စလင်နေနဲ့ပတ်သက်ပြီးတော့မှဘယ်တော့မှမပြောတော့ဘူးဆိုပြီးတော့မှ live ပေါ်မှာနောက်ဆုံးနှုတ်ဆက်စကားပြောတဲ့ view file နဲ့ပါနှုတ်ဆက်စကားနဲ့အတူ 3P စကားကလေးပြောသွားပါလိမ့်မယ်เนาะဆိုတော့ view file မှာကိုကျော်ကြီးဘာတွေပြောထားလဲဆိုတော့ငါတို့အာလိုက်ကြည့်အောင် okay so let's go အဝဝင်မချောင်းနဲ့နော်မင်းတို့ငါပြောပြီးပြီနော်အေးမင်းတို့လူပါလဲမဟုတ်ပါနဲ့အဲ့အောင်မင်းတို့တစ်ချက်ငါတို့တစ်ချက်ပဲ သဘောပေါက်လားအခွင့်အရေးလဲဟာလားပို့လဲမယူနဲ့ပို့လဲမရဘူးသဘောပေါက်လားမသိမဲ့မင်းတို့ကမင်းတို့ဒီနိုင်ငံကိုမင်းတို့ဗုဒ္ဓဘာသာနိုင်ငံလို့လို့ဘာလို့လို့ညာမြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံလို့ကြေညာခဲ့တာတခါမှမရှိဘူးကြေညာခဲ့ဘူးတဲ့ဥနုကလထက်ကဖြတ်သိမ်းနိုင်ပြီမရှိဘူးသဘောပေါက်လားအေးငါတို့မွတ်စလင်ကိစ္စမှာလဲမင်းတို့ဝင်ဝင်မရှုံနဲ့အစ္စလမ်ဘာသာနေနဲ့ပတ်သက်ပြီးတော့ ကိုကျော်ကြီးဒီနေ့ဒီဗီဒီယိုဖိုင်ပြောခြင်းဟာနောက်ဆုံးပြောခြင်းဖြစ်ပါတယ်။နောက်ထပ်ကိုကျော်ကြီးအစ္စလမ်ဘာသာလီနဲ့ပတ်သက်လို့နောက်ထပ်ဗီဒီယိုဖိုင်တွေထပ်ပြောတော့မှာမဟုတ်ပါဘူး။ဘာကြောင့်လဲလို့မေးလို့ရှိရင်အရွေးကတဖြည်းဖြည်းနဲ့ပြောင်းသွားတယ်။အစ္စလမ်ဘာသာမုန်ဒီရေအစိုးရဝါဒဒီလိုက်ပေါ်လာပြီ။အဲ့ဒီတော့ကိုကျော်ကြီးတို့ဒီအခင်းချင်းကိုရှင်းပြလာမယ့်အခင်းချင်းကိုကိုကျော်ကြီးတို့မနှက်တတ်ဘူး။ မနစ်သက်တဲ့အတွက်ဒီအစ္စလမ်ဘာသာမွတ်စလင်နေနဲ့ပတ်သက်ပြီးတော့ပြောတဲ့ဇာတ်ရီးကိုဒီဗီဒီယိုဖိုင်ကနောက်ဆုံးပြောချင်အနေနဲ့ရက်လိုက်တယ်နော်ကိုကျော်ရောက်မှာဘင်္ဂလီတွေကအမြဲတမ်းလာလာမေးတယ်ဘင်္ဂလီတွေကဘာကြောင့်အမြဲတမ်းလာလာဘာတွေလာလာမေးလဲဆိုတော့ခမားကားတဲ့အဆုံးရောက်နေတာတဲ့ခမားတို့ရဲ့အဆုံးရောက်မဘာသာအယူဝါဒတွေဟာတဲ့ ဘယ်ရောက်သွားပြီလဲဆိုတာသိတယ်မလားတဲ့နေမျိုးတွေဘယ်ရောက်သွားလဲဝိရသူဘယ်ရောက်သွားလဲဆိုပြီးတော့လာမေးတယ်အဲ့တော့မင်းတို့တောင်းတလို့သူတို့ကပြန်ပေါ်လာပြီသူတို့ဒီသူတို့အချိန်မရောက်သေးလို့ဇက်ကုံတော့မှအိတ်နေကြတာသူတို့ကပြရမယ်အလှည့်ရောက်လာတယ်လို့သူတို့နိုးလာပြီအဲ့တော့ဒီခင်းချင်းထဲမှာကိုကျော်ကြီးကနှုတ်ထွက်တယ်ကိုကျော်ကြီးကလမ်းစဉ်နဲ့မတူတဲ့အတွက်နှုတ်ထွက်တယ်ဟုတ်ပြီနော်ကျန်တာကတော့မင်းတို့ဗာရမီတို့ဇက်ကုံပေါ်မှာစက်ကကြတော့ကိုကျော်ကြီးနဲ့ ဘာမှမဆိုင်တော့ရှင်းဖြစ်လာမယ့်အခင်းကျင်းဒီအကုန်လုံးဒီကိုကျော်ကြီးနဲ့ဘာတစ်ခုမှမသက်ဆိုင်တော့ဟုတ်ပြီနော်အဲ့တော့ကိုကျော်ကြီးကအမြဲတမ်းတိုင်းပြည်ကိုညင်းညမ်းစေခြင်းနဲ့ညညွတ်စေခြင်းနဲ့ဘာသာလူမျိုးမခွဲခြားဘဲနဲ့ကိုယ့်နေရာကိုသိစေခြင်းလားဘယ်ဟာကအင်ရှင်လဲဘယ်ဟာကအင်ငါလဲငါတို့ကဘု து ကိုလေးစားမှလဲလေးစားတမှုတွေရှိစေခြင်းလဲအဲ့တော့မင်းတို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုပေါ်နေကြတယ်ကို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 ဂုံညှင့်တင်နေကြတယ်အဲ့ဒီအတွက် ကိုကျော်ကြီးကမင်းတို့တတိထားပြီးနေဖို့ပြောတာနောက်တစ်ချက်ကမြန်မာမွတ်စလင်တွေမြန်မာပြည်မှာဖွားမြန်မာပြည်မှာနှစ်ပေါင်းများစွာပြည်သူတွေနေလာကြတဲ့အစ္စလမ်ဘာသာကိုကိုးကွယ်တဲ့မွတ်စလင်တွေကိုကျော်ကြီးအထူးတတိပေးခြင်းနဲ့အထူးအထူးတတိပေးခြင်းနဲ့မြန်မာလူနေပါမြန်မာပြည်နဲ့ရောရောနှောနှောနေပါအရင်အတည်းပို့ပြီးလက်ပုံးတတိနေပါနော် မြမာဒီနဲ့စစ်စီယုံယုံနေပါအကယ်၍ကိုကအသားမဲနေတယ်မြမာယုံမပေါက်ရင်တော့မှဟိန်လူပုံစံမျိုးနဲ့နေကြခင်းချင်းတစ်ခုအပြောင်းလဲဖြစ်သွားခဲ့လို့ရှိရင်ဒါကိုကြော်ကြီးမင်းတို့ကိုတတိပေးတာဟုတ်ပြီလားဘာကြောင့်လဲလို့မေးလို့ရှိရင်ဘင်္ဂလီရီကစပြီးကျူးကျော်စစ်ဆင်နွှဲနေပြီအဲ့တော့ဘင်္ဂလီဒီနဲ့အေအေနဲ့စစ်တိုက်ရနေတယ် ဗမာတွေမပါသေးဘူးအဲ့ဒီအချိန်မှာမြို့ပေါ်ဒီမှာရှိနေတဲ့ဘင်္ဂလီတွေကအစွန်းရောက်တဲ့ဇကားတွေပြောလာလို့ရှိရင်အခုပေါ်လာတဲ့အမျိုးသားကြီးဝါရီသမားတွေ ਨੇ မကြခင်မှာအခင်းကြီးတစ်ခုဖြစ်လာနိုင်တယ်သိရှာတယ်ဒီအခင်းကြီးကကိုကျော်ကြီးတို့ဒီဆိုင်ကြီးကိုတားနိုင်တဲ့စွမ်းအားတက်တယ်လေကိုကျော်ကြီးမှမရှိဘူးမရှိတဲ့အတွက်ဒီအခင်းကြီးကနေကိုကျော်ကြီးကနှုတ်ထွက်လိုက်တာဖြစ်တယ်အဲ့တော့ ်အစ္စလာမ်ဘာသာဤခေါင်းဆောင်တွေလည်းအကျိုးစီးပွားကိုမြင်ပါကိုယ့်ဘာသာအကျိုးစီးပွားကိုယ့်ကိုမိခိုနေရတဲ့ကိုယ်ွယ်သူတွေရဲ့အကျိုးစီးပွားကိုမြင်ကြပါကိုကျော်ကြီးကတော့ရှေ့ဘာဖြစ်မယ်ဆိုတာကိုမြင်တဲ့အတွက်ဒီအခင်းကြီးကနေနှုတ်ထွက်သွားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကိုကိစ္စကိုတို့ကြတော့ကိုကျော်ကြီးကတော့အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေနဲ့ပတ်သက်လို့ ဘာတစ်ခုမှဖြေရှင်းခြင်းအပြစ်တင်ခြင်းဝေဖန်ခြင်းထောက်ပြခြင်းဒီလိုနေကြပါဟိုလိုနေကြပါဘာတစ်ခုမှပြောတော့မှာမဟုတ်ပါဘူးဝင်လေတားမြစ်နိုင်တဲ့ဆွမ်းအားမရှိတဲ့အတွက်ဘယ်အရာကမှဝင်ပြီးတားမြစ်မှာမဟုတ်ဘူးကျော်ကြီးကဘယ်တော့မှဘလို့တွေပြောခဲ့ပြီးအခုတော့သူ့လူတွေဘာဖြစ်နေလဲသူတားပါလားလို့မပြောနဲ့မပါတော့ဘူးဟုတ်ပြီနော်ရှစ်ဖြစ်လာမယ်အခင်းချင်းတွေကကိုကျော်ကြီးဘာတစ်ခုမှဝင်ပြီးပြောမှာမဟုတ်တော့ဘူးအဲ့တော့ ကိုကျော်ကြီးပြောခဲ့တဲ့စကားတွေဒီဟိုထောင်2019လောက်ထဲကတိုင်းပြည်ဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတော့ပြောခဲ့စတဲ့လားဗျာတလုံးတစ်ပါးရမှမှားတာမရှိဘင်းတို့စစ်မတိုင်နေမင်းတို့စစ်တိုက်လို့ရှိရင်မင်းတို့ရွာတွေပြက်စီမယ်မင်းတို့မြို့တွေပြက်စီမယ်မင်းတို့အသက်တွေသိမယ်မင်းတို့ကအနောက်ကမြောက်ပြေးတဲ့ကောင်ကြီးချမ်းသာမယ်လို့ပြောခဲ့တဲ့စကားကလည်းယနေ့အချိန်ထိတလုံးမလွှဲအောင်စံကြီးတက်မြင်တော့မလွှဲအောင်အကုန်မှန်တယ်ဟုတ်တယ်နော်နိုင်နိုင်ရေးဆိုတာကြီး မြန်မာပြည်ရဲ့နိုင်ငံရေးဆိုတာဒီနောက်ကွယ်ကနေပြီးတော့စိုက်ကားသမားတော့အဆင့်ရှိတဲ့ကောင်ကြီးဘာစာမှမတက်ဘူးလက်ရှိဗမာပြည်မှာနိုင်ငံရေးခေါင်းဆောင်လို့တော်လိုင်းခေါင်းဆောင်လို့လုပ်နေတဲ့ကောင်ကြီးဘာစာမှမတက်ဘူးဘာတမိုင်းကောင်မှမသိဘူးဘာပညာမှမရှိဘူးတော်တာကြီးတတ်တဲ့ဗမာလူမျိုးတွေဘိန်းမောင်းတင်းပစိုးကောင်ကြိုက်ပြီးကျိုးဝိုင်းတွေကိုဂျုံပြစ်ဝင်လာပြီးလက်ခမောင်းခတ်တတ်တဲ့ဗမာလူမျိုးတွေကိုဇိုက်ရိုက်ကိုတီးလို့ ပြောင်းလို့ပင့်တော်လုတ်ပြီးသူတို့ဝိုင်းရေးအတွက်သူတို့ရှာစားသွားတာအဲ့ဒီလိုပဲဘာသာရေးပြိပခါလည်းဖန်ပြရတာအလွန်မတန်လွယ်ကူတယ်ဟုတ်တယ်အဲ့ဒီလိုပဲထပ်ပြီးရှာစားကြအောင်ပါအဲ့တော့အဲ့ဒီအခင်းချင်းတွေကကိုကျော်ကြီးရဲ့လမ်းစဉ်နဲ့လုံးလုံးမကိုက်နိုင်ဘူးတန်တီကောင်းစားရေးလည်းမဟုတ်ဘူးလူမျိုးကောင်းစားရေးလည်းမဟုတ်ဘူးဘာသာတရားမြင့်မြတ်ရေးလည်းမဟုတ်တဲ့အတွက်ကိုကျော်ကြီးဒီဒီအခင်းချင်းကနေထွက်သွားပြီကျန်တာဒီကိုကျော်ကြီးရဲ့ topic တွေကိုနားထောင်ခြင်းဘုရားဘာသာဆစ်ဆစ်စကားတွေကို ပြောပြီးနော်ကဲပြဆိုတော့ဒီကိုကျော်ကြီးကတော့ဒီလူမုံကွန်ရဲပေါ်ဒီမှာဆိုရှယ်မီဒီယာပေါ်မှာသူကတော့ဒီဘာသာရေးလူမျိုးရေးနဲ့ပတ်သက်ပြီးတော့မှဗုဒ္ဓတမျှဝင်နေတဲ့လူပြားပါဒီရှင်ကစပြီးတော့မှသူကဒီအထူးသဖြင့်မွတ်စလင်ဘာသာနဲ့ပတ်သက်ပြီးတော့မှလုံးဝမပြောတော့ဘူးဆိုပြီးတော့မှအတိလာပေးတာပါနောက်တစ်ချက်ကတော့သူကတော့မွတ်စလင်ဘာသာတွေကိုလည်းအာတတိပေးသွားပါသေးတယ်ဆိုတော့ဒီကိုကျော်ကြီးဒီလိုအာအရင်ရချင်းရဲ့အကြောင်းရင်းရဲ့နောက်ပြန်မှာတော့ပြဿနာကြီးကြီးမားမားတစ်ခု အာကြာရောက်လာနိုင်ပွဲရှိတယ်ဆိုပြီးတော့မှလည်းသူကယုံကြည်နေပုံရပါတယ်ဗျဆိုတော့ဒီပြဿနာကလည်းတကယ်မဖြစ်လာနိုင်ဘူးလို့ပြောလို့လည်းတကယ်မရပါဘူးဆိုတော့တစ်ဖက်ကလည်းဗျအာလောအိုက်တာထပ်ပို့ပြီးတော့အခွင့်အရေးတောင်းလိုက်ရင်တော့ပြဿနာလည်းဖြစ်လာနိုင်ပွဲရှိပါတယ်ဆိုတော့မိတ်ဆွေတို့ဟောဘယ်လိုထင်ကြလဲဗျเนาะတစ်ဖက်နှစ်နှစ်ဖက်အတိုင်းဝိုင်းကျွန်တော်ကတော့ထင်း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 အဲ့လိုပြောတဲ့ဟာတွေကိုတားဆီးပေးဖို့လိုတယ်လို့ထင်တယ် ဆိုတော့ဗီဒီယိုဖိုင်ကတော့ဒီလောက်ပါပဲဆိုတော့နောက်ထပ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ပြန်ပြီးတော့တွေ့ဆုံရအောင်โอเคမိတ်ဆွေတို့ရအမြင်တွေကိုပြောပြခဲ့ကြပါโอเค see you next video